အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြေးသက်တဲ့အားလုံးမင်္ဂလာပါ So Arsenal နဲ့ Liverpool အသင်းနဲ့ပတ်သက်လို့ပေါ့လေဒါအခုလက်ရှိ Liverpool အသင်းရဲ့ကျွန်တော်တို့ပုံစံကြည့်တဲ့အခါမှာ Liverpool ကကျွန်တော်ဒီရသည့်အစမှာ young strong ဖြစ်ပြီးတော့အရန်ကောင်းတဲ့အသင်းဖြစ်နေရကနေတကယ်ဒီနေ့ခေါ်လိုက်တဲ့ကစားမတွေနဲ့ဒီအသင်းက run away ဖြစ်မလို့ထင်ထားတယ်ကျွန်တော်ကဘာနဲ့သွားတူလဲဆိုမနစ်က2020မှာ Champion League 21တုံးက Champion League ရထားတဲ့ ဒီ20 sorry 24တုန်းကချန်ပီယံလိရထားတဲ့ရယ်မက်ဒရစ်ကိုခီလီယန်အမ်ဘပ်ပေပေါင်းလိုက်တဲ့သဘောပဲအဲ့မှာပူကောင်းတဲ့ရယ်မက်ဒရစ်အသင်းဖြစ်သွားမယ်ပူကောင်းတဲ့အသင်းကနေအားလုံးကို dominate လုပ်တော့မယ်လို့ထင်ထားပေမဲ့တကယ်တမ်းမှာရယ်မက်ဒရစ်ဟန်ချက်မညီခဲ့ပဲနဲ့ပြီးခဲ့နှစ်ကသူတို့တော်တော်လေး struggle ဖြစ်ပြီးတော့ပြိုင်ပွဲဆုံးမှာဒီမနစ်ကချန်ပီယံလိရတဲ့အချိန်နဲ့ရတဲ့ဒီ super cup နဲ့ဒီ club world cup ကလွဲရင်ကျန်တဲ့ domestic player တွေအကုန်လုံးသူတို့ရှုံးသွားတယ်ဆိုတော့ စူပါစားတွေအားလုံးဆုသွားတဲ့အချိန်မှာတင်းဟန်ချင်းညီဖို့တော်တော်လေးလုပ်ခဲ့ရအခုအာနီစရောဖြစ်နေတဲ့ပြဿနာအဲ့ဒါပဲဒီနေ့တော့ Florian Vas ကိုသူမတုံးတာမှန်သည့်တိုင်အောင်အသင်းကအရင်တော့ကဆိုပြ Akitike တယောက်တည်းလဲ Akitike ပဲတုံးမှာဥမာ Arsenal ဆိုရုပ်ကိုရရမရရ Yokres ပဲတုံးမှာ United မှာ Shesko ပဲတုံးမှာအဲ့လိုပဲသူတို့ဝယ်ထားတဲ့ဒီကစားမပဲတုံးမှာဖြစ်ပေမဲ့ဒါပေမဲ့ Liverpool မှာ choice ရှိတဲ့ခါမှာသူ့မှာလှုပ်ရှားနေများတယ်နောက်တစ်ချက်က Liverpool ကိုယ်တိုင်ကလည်းအခုဘာဖြစ်နေလဲဆိုတော့အခုလက်ရှိမှာ အီစီစီလူလဲစရာကြီးလည်းအများကြီးရှိတယ်သူ့မှာဟန်ချက်မညီတော့ဘူးအတင်းကအခုသူ့ရဲ့အကောင်းဆုံးကွင်းလေအခု Graven Jeremy Frimbaum ကိုခေါ်ထားတယ်နီးပြားကသဘောမကျဘူး Corner Brady တုံးတယ်ဒီနေ့ကတော့အဓိက Florian Vas ကိုအောက်ချင်လို့ Corner Brady ကိုတုံးတာတကယ်လို့ Corner Brady right back မရှိရင် Sobo Sai ပဲတုံးရင်တုံးမှာတကယ်လို့ဒါ Florian Vas ဒါကောင်းရင်ဆိုအခု Liverpool ကအခု Florian Vas ဝင်လာတဲ့ချိန်မှာပထမဆက်ဆက်ချင်း first touch ရဲ့ flick လေးကလွဲရင်အဲလုံးဆိုလဲ Salah ညံတာတကယ်ဆိုရင် လီဗာပူးရဲ့ chance ပေါ့လေအခုကတောင်ပံမှာ up and down run ပြီးတော့အလုပ်လုပ်အောင်ကောင်းတယ်ဘယ်လိုပြောမလဲ DS မရှိတော့ဘူးမရှိတဲ့ခါမှာဆားလက်ရှိကလည်းအဲ့လိုလုံအားကောင်းတဲ့ဆားလက်ခါကအရင်နဲ့လုံအားမကောင်းဘူးပြတော့ကိုးသွင်းတေးကြတာသူ့ရှီကိုရတဲ့ movement တွေကိုအသုံးချတာဆိုအဲ့ဒီနေရာမှာ Liverpool က wing တွေကအားနေနေ full back တွေကလည်းအရင်တော့ကလို corner Bradley နဲ့ Carkey ဖြစ်ပြီးတော့ Trent နဲ့ Andy Robertson မဟုတ်တော့ဘူးနောက်ဆုံးမြောက်ဘက်က right back က Chinnemi Frimpong ပြပါအရင်လို full back တွေမဟုတ်တဲ့ခါမှာ Liverpool ရဲ့ ကိုရနိုင်မဲ့ source တော်တော်များများဟာဒီရာသီမှာပျောက်ဆုံးလာတယ်။တို့လိတ်ကိုတွေကိုအားကိုးနေရတယ်။ဒါအဲ့ဟာတွေပဲတို့အားကိုးနေရတယ်။ကိုးသွားတဲ့ကိုးဆိုဒီနေ့တကယ်ဆိုရင်ညတော်မဲ့ cross ချတယ် iset ထိန်းလိုက်တယ်ပြန်ကြလာတော့ကိုကိုးသွင်းသွားတယ်။ဒါပေမဲ့လေဘာဟူးမှာမမေရရအနေနဲ့တို့ identity နည်းနည်းပျောက်ဆုံးပြီးတော့အာနီစလော့တွေတချို့ကလည်းအာနီစလော့ကိုစပြီးပြစ်တင်မှုတွေရှိပေမဲ့ကျွန်တော်တင်တော့အာနီစလော့ပြစ်တင်မှုတော့ခတ်တယ်ဒါပေမဲ့ပြတ်ပြဿနာကဘာဖြစ်လဲဆိုတော့အာနီစလော့အတင်းကဘာဖြစ်လဲဆိုတော့ ပုံစံအရင် predict ဖြစ်သွားပြီဗျာ predict ဖြစ်လာတခုသူတို့သူတို့ပုံမှန်အသင်းအတွက်အားကိုးနေရတဲ့ supporting တွေအားလို့အလုံးမလုံးတော့ရင်သူတို့တိုင်ပတ်ရောတိုင်ပတ်ရောအခုဆိုကြီး virtual van type ကိုလည်းအိုက်ပွဲပြီးမှာပါပြောလဲဆိုတော့ကျွန်တော်တို့ဒီလိုပုံစံဆက်ပြီးဖြစ်နေမယ်ဆိုရင်ကျွန်တော်တို့ကရာသီအစကနောက်ဆုံးမိနစ်တွေနောက်ဆုံးစက္ကန့်တွေမှာနိုင်ပွဲတွေရတယ်အခု opposition ဖြစ်လာတယ်တရားကြီးကြပြီဒီ season ကကျွန်တော်တို့အတွက်တော်တော်ခက်ခဲမှာဖြစ်တယ် အခုလောလောဆယ်မှာဒီလိုပုံစံနဲ့ဇက်တိုက်ဖြစ်နေမယ်ဆိုရင်တော့ဒါအခုလက်ရှိနေထိုင်ရကျွန်တော်ကွင်းထဲမှာကျွန်တော်စွမ်းဆောင်ရေဘလောက်ထိအားထုတ်မှုရော့ကျနေလဲဆိုတာကိုတတ်သိပဲဖြစ်ပြီးတော့ဒီနေ့ຢာဒီကတော့တတော်ကိုခက်ခဲမဲ့ຢာဒီဖြစ်လိမ့်မယ်လို့သူဆိုလိုက်တယ်။ဒီဘဝကຢာဒီအစမှာ၅ပွဲစလုံးနိုင်ပြိုင်ပွဲဆို၂ပွဲနဲ့၇ပွဲဇက်တိုက်နိုင်ပြီးမှနောက်၃ပွဲဇက်တိုက်သူတို့ရှုံးလိုက်တဲ့အတွက်ကြောင့်အခုလက်ရှိမှာအာနီစတော့ကိုတိုင်လည်းအခုအဆင့်တနေရာကဆင်းပေးလိုက်ရသလိုဒါအခုလက်ရှိအနေထားရလီဗာပူးအတွက် မေကုန်းထုတ်စရာလည်းအများကြီးပဲဒီ international break ခါလိုက်တာလည်းဘာလို့အတွက်အစိုးရကအကောင်းမို့လေကိုကိုသမားအယ်လစင်နာရာတိတ်မတမမဒက်ရှူလေးလည်းကောင်းတာပဲဒါပေမဲ့အဓိကဘာဖြစ်လဲလီဗာပူးမှာဒီအရင်လိုရမ်းကြည့်လိုက်တဲ့ကွင်းလယ်နဲ့ထင်းချုံမှုအားတွေယော့လာတဲ့ဂိမ်းကဘတ်စကတ်ဘောလို့ဂိမ်းမျိုးတွေဖြစ်နေတယ်ကွင်းလယ် through ပြီးတော့ခန်းစစ်တီကလည်းအရန်ကိုးပေးရဒီနေ့ဆိုလည်းနှစ်ကိုးပေးရဒီရသည်မှာလီဗာပူးကိုးပေးရတဲ့ပွဲကတော်တော်များပဲအခုလက်ရှိမှာပေါ့လေဒါလီဗာပူးအသင်းရဲ့ကိုးက တော်တော်ကိုများများလီဗာပူးအသင်းဆိုတကယ်တော့ဒီလောက်ထိမပေးသင့်ဘူးဒါပေမဲ့လီဗာပူးကဒီနေ့ရာသီမှာ good different က73ကိုအတွင်း6ကိုတော့ပြန်ပေးရတယ်ခုနှစ်ပွဲမှာဒါကသူတို့အသင်းအတွက်ဒါတော့မှ champion league မပါဘူး champion league မှာတကူအတွင်းထားပေးတာသေးတယ်ဆိုတော့ van type ပြောသလိုပေါ့တကယ်ကိုခက်ခဲတဲ့ season ဖြစ်လာပြီဆိုတဲ့အကြောင်းသူပြောထားပြီးတော့လီဗာပူးပေးသက်တယ်ဘယ်လိုမြင်ကြလဲအာနီဆိုနဲ့လီဗာပူးအသင်းရဲ့လက်ရှိအနေထားကိုလွင်ကြလဲကိုမမဝင်ရမှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်